ားလုံးပဲမင်္ဂလာပါရှင် Feeling for Future Channel မှာကြိုဆိုလိုက်ပါတယ်ကျမကတော့စုဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးမှာကတော့ဆရာကြီးမြတ်တန်တင်ဘာသာပြန်ထားတယ်လာချင်းကောင်းသောအရှင်ဆိုတဲ့ဟုတူကိုအပိုင်းဆက်အနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်ဒါဖြင့်ဟိမွန်တာတောင်တန်းကြီးတွေရဲ့တစ်ဖက်မှာကန္နရာကြီးတွေရှိနေတယ်ပေါ့ကြောက်စရာကြီးနောင်တော့ဒီလိုဆိုရင်ညီတော်တို့ဟာ ကဘာကြီးရဲ့အဆုံမှာနင်းနေကြတာပေါ့မဟုတ်ဘူးလားနောင်တော်သိတဲ့ထားကအမည်သူမြမဖြစ်နောက်ထပ်မင်းနေလျင်လည်းအကျိုးထူးမြီမဟုတ်ကြောင်းကိုကျုပ်သိလိုက်ပြီးထို့ကြောင့်ကျုပ်ကမနစ်ကတွေ့ခဲ့သည့်လက်ပြအတောင်များအကြောင်းကိုမေးကြည့်ပြီးရခုနှစ်တွင်လည်းကျုံများကိုလှုပ်၍လက်ပြအတောင်များကိုကောက်ခန့်ရန်ပြော၏အဲ့ဒီလက်ပြအတောင်တွေဟာရေခဲတွေဖုံးနေလို့တိတ်မှကြောနေကြတယ်လှတော့တိတ်လှတာပဲနောင်တော်တော့အခုထိရှိနေသေးတယ်ညီတော် ကဲပါလေဒါတွေတွေးမနေပါနဲ့တော့ဘာဖြစ်လို့လဲနော်တော့ဒီအကြောင်းတွေတွေးရတာမီလီယံကို ကြည့်ရတယ်လို့အန္တရာယ်များလာပါတယ်ဒါတွေတွေးရင်စိတ်ပြည့်လွင်တယ်တစုံတစ်ခုကိုစူးစိုက်စွာတွေးရင် စိတ်ခိုင်တယ်ကျုပ်တို့သည်ကုတ်ကူတော့အဆက်တွင် ထိုင်းနေကြခြင်းဖြစ်၏ပန်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လျက်ရှိသဖြင့်ကျုပ်တို့နှစ်ယောက်သားလည်းနှုတ်ဆိတ်လျက်ရှိသည်မူယောခင်များနဲ့ ထူးသက်ခင်းများသည့်လေထဲတွင်လှိုင်းဤချင်းများထကရိမ့်နှဲ့လျက်ရှိသည်နီးကျင်ကျင်မြို့ရိုးများနှင့်ဗဟုစီစဉ်များမြင့်နေခြင်းနှင့်မြေပြာနှစ်သွဲတို့မြင်ကြရ၏ကျုပ်တို့နှစ်ယောက်သည်ကိုကိုဝင်းများအောက်ရှိတောအုပ်ကလေးများအတိုင်းလျှောက်လာခဲ့ကြသည်လမ်းကလေးသည်ချော်ကြည့်လျက်ရှိ၏ငှက်ဆူဆူစီစီမြည်တံကိုမကြရပရစ်အော်တန်ဖားအော်တန်တဝက်တကောင်အော်တန်နှင့်အဆွေသွေးနေတံများကိုကြားရသည် တခါတရံတွင်တိတ်ကိုင်းများပေါ်မှတိတ်ကျုံငှက်တကောင်ပြေးလွှားနေတဲ့ကိုကြားရသည်တောအုပ်သည်ညအချိန်ကျမှစစ်တလင်း၏အသံများကိုကြားရတတ်သည်ကရိုးကောင်ဤခွာချက်တန်ပွေးတကောင်ဤစစ်တန်ကိုလည်းကြားရ၏ညဆိုလျင်ကံထဲမှငါးများဤရေကူးတန်ပိုးစုံကျူးတို့ဤအတောင်ခက်တန်များကိုကြားရလိမ့်မည်ဟုကြုတ်ထင်သည် တို့ရတွင်ကြောက်စရာအကောင်းဆုံးအတန်များမှာစင်အုပ်တို့၏တိခောက်ခွာတန်တောငပြောပင်တို့ကို ချိုးတန်များဖြစ်သည် ထိုအတန်များသည် ကြာဟင်းတန်နှင့်ကြက်သိမ်းဟောက်တန်တို့ထက်ပင်ပို၍ကြောက်စရာကောင်းသေးသည်ဟုထင်သည်တောထဲတွင်မှောက်လျက်ရှိ၏တို့ရတွင်တိပင်ထိပ်ဖျားကြမှအလင်းရောင်သည်ပျောက်တိပျောက်ကြားထိုးကြလျက်ရှိ၏အမောင်ထုကိုမြင်ရသည့်အခါတွင်ကျွန်ုပ်စိတ်သည် ဒေဝရက်အကြောင်းစီအလူလူရောက်သွား၏ထို့နောက်ကြာကံပြီးကြောက်တုံးမော်တွင်ထိုင်ရင်းနောင်တော်လင်္ကာဆက်နေသည်ကိုတရေပြုမိသည်ထို့ကြောင့်ကျုပ်ကကဗျာလင်္ကာတွေကိုဘလို့ဆက်ရတယ်လဲနောင်တော်ကဗျာလင်္ကာဆက်ရတာဟာမိမိကိုယ်တည်းကိုပရမတ္တဆင်းသက်လာတာနဲ့တူတယ်ညီတော်ပရမတ္တကတော့ဝိညာဉ်တွေရောက်သွားတယ်ဒါပေမဲ့ကဗျာလင်္ကာညံကတော့စိတ်စေတသိက်တွေခံစားချက်တွေကိုရောက်သွားတယ် အဲ့ဒီလိုရောက်သွားပြီဆိုရင်ကြပြာလင်ကကိုမဆွဖဲမနေနိုင်တော့ဘူးတခါတရံများအဲ့ဒီကြပြာညံဝင်းလာရင်ကိုကအချားအရာတွေကိုတွေးတော့နေသည့်တန်အောင် လင်ကဆက်ကြောင်းလေးတွေဟာခေါင်းထဲကိုရောက်လာကြတယ်နောင်တော်သိတဲ့ထသည့်အတန်ကြာမြတွေးနေပြန်သည်ကျုပ်ကကြာခံပေးတွင် သူရေးခဲ့သည့်လင်ကကိုမေးကြည့်၏နောင်တော်သိတဲ့ထကကောင်းစွာဖြေဆိုခြင်းမပြု သူတို့တော့တဲ့သူလျှောက်သွားနေဒီမှာနာယီတမောင်းခန့်ရှိလိပြီလေသည်ဆူဆူထားမိုင်းလျက်ရှိသဖြင့်ကျုပ်တို့၏အဟုအစားများသည်လည်းဆူဆူလျက်ရှိနေသည် အမောင်သည်ကျုပ်တို့ကိုလွှမ်းခြုံစပြုလာ၏တည့်ရွက်များပေါ်သို့နှင်းဆက်များတဖြောက်ဖြောက်ကျနေသံကိုကြားရသည်ကျုပ်တို့သည်သုံးငပြောရက်များကိုခေါင်းတွင်စောင့်ထားကြသည်တခါတရံတွင် ပေါင်းမြက်တို့ဖုံးကာနေသည့်ကံကြီးများကိုတွေ့ရသည် ျို့တို့သည်တောထဲတွင်လမ်းစာရှားမရပဲဖြစ်နေကြသည်နာတော်ဒီဝရတ်နဲ့ချင်းထားတယ်လေသူနဲ့ညီတော်တို့ဘယ်နှမှာတွေ့မလဲဟိုကြောက်တောင်နီနီချင်းနှမှာတွေ့မှာလားနာတော်သိတဲ့ထားကပြုံးလျက်ဟုတ်တယ်ဟုတ်ဟုနာကမြို့ရွေးပြက်ချင်းနှမှာပဲချင်းထားတာပဲညီတော်မက်မိသေးသလားအဲ့ဒီနေရာကိုတို့တွေတစ်ခေါက်ရောက်ဖူးသေးရဲ့လေတချို့ကြောက်ဆောင်ညီတွေဟာတော်ဝက်တွေရဲ့အဆွဲတွေသွားတွေတွေးထားကြလို့လွှတ်သားတွေလို့ထက်နေတာပဲ။ ဟုတ်သည်ထိုနေရာကိုကြုံလဲမှတ်မိသည်တို့ရာတွင်ကျုပ်တို့နှစ်ဦးသည်ကိုအတွေးဖြင့်ကိုလျှောက်လာခဲ့ကြသည့်အတွက်မြည်သည့်နေရာတွင်ကြံ့ရင်ခင်မှန်မသိတော့ဒေဝရကတော့စိတ်ဆိုးနေတော့မှာပဲနော်သူ့ကိုမဟုတ်ဖ ೇನೆ တမင်သက်သက်ချင်းနေလို့ထင်မှာပဲကျုပ်တို့သည်မြေရိုးပြက်ကြီးနေရာကိုပြင်းရှာကြ၏တို့ရာတွင်ခရီးမတွင်တော်ကြီးမြင်မဲ့ထဲတွင်ရှောက်နေရသည့်အတွက်ကြောင့်တကြောင်လူသွားလန်းကလေးမှာစွန့်နေမြက်တွေချောကြည့်နေသည့်အတွက်ကြောင့်တကြောင် ခက်သက်သက်မသွားနိုင်ပဲခက်ဖြည်းဖြည်းသာသွားနိုင်သည်ထိုအထဲတွင်ပြောင်းကိုတက်၍ဖဲ့နေသောဝက်ဝံများကိုလည်းမကြာခဏတွေ့ရသေးသည်သူတို့ရံကိုလည်းတည်ထားရသေးသည် တခါတရံတွင်ရွှေရောင်တောက်ပါနေသောဓာမီးခွက်များကိုဖြန့်၍ကနေကြသောဓာမများကိုတွေ့ကြရသည်ကျုပ်တို့သည်လာလန်းအတိုင်းပြန်လှည့်ခဲ့ကြကမြေရိုးပြက်နေရာကိုရှာကြသည်တို့ရတွင်အရှိအအယောင်ပဲမတွေ့ရ သစ်ပင်ထိပ်ဖျားများအကြမှမိဆုံးတဲ့ကြောင့်တလက်လက်ဖြစ်နေသောသစ်ခေါက်များနဲ့တခါတရံတွင်တပင်လုံးဝေးနေသောသစ်ခွာပန်းများကိုတွေ့ရသည်တခါတွင်မူကျုပ်တို့သည်ကျွဲသေးကောင်ကြီးတစ်ကောင်တွေ့ရ၏ကျွဲကြီးတွင်ထွန်းထုံးတက်လျက်ပုံစော်ကလည်းနမ်းလာသည်တင်းနေသည့်ကြားမှကျွဲဤဂျိုးကားကြီးနှင့်ကောင်းသည် တင့်တယ်သောအင်းဒရီကိုဆောင်းလျက်ရှိနေ၏ လေကွင်းထဲမှထွက်၍တောထဲသို့အရောက်တွင် ကြားကြိုက်သွားပုံရသည်ခဏကြာလျင်ကျုပ်တို့သည်ညရိုးပြက်ကြီးအနီးရှိပေါင်းမြက်တို့ဖုံးနေသော ကံကြီးတကံတွေ့လိုက်ရ၏ထိုနေရာတဝိုက်တွင်ကုတ်ကူဘင်းကြီးများမရှိတော့အောက်သို့ဂိုင်းနေတွေ့လဲကျနေသည့်ညောင်မုံစိန်များကို တွေ့ရသည်ဒီနေရာဟာတခါတုန်းကနန်းတော်ရဖြစ်ခဲ့လိမ့်မယ်ကြီးတော့တွေ့လားလေကားတစ်ခုနှစ်ထင်းတဲ့နေရာနေနာရီတိုင်းကြီးနဲ့ဟုနောင်တော်တိတ်တထကပြောသည် ညီတော်တို့ဘာမှမမြင်ရဘူးကျုပ်တို့သည်ထိုနေရာအနီးတစ်ဝိုက်တွင်ရပ်၍ဒေဝရက်ကိုရှာကြသည်တို့ရတွင်ဒေဝရက်၏အခြေအယောင်ကိုပင်မမြင်ရရေကန်ဟောင်းထဲမှစီးကြနေသည့်ရေကြသံမှလွဲ၍အခြားဘာမှမမြင်ရမကြရမြူရိုးပြကြီးထဲတွင်တော့ငှက်ပြောပင်တွေပေါက်နေကြသည်ကြောက်တုံးများပေါ်တွင်ရေကြီးတို့ဖြင့်ချောနေကြသည် ထိုစဉ်နောင်တော်သိတတ်သည်မြေကြီး၌ကုန်း၍တစုံတစ်ခုကိုကောက်လိုက်ပြီးကြီးလိုက်သည့်အခါတွင် သူ့လက်ထဲ၌မြေအိုကလေးတစ်လုံးတွေ့လိုက်ရသည်။အိုးထဲတွင်ကြောင်မြက်ရတနာများကိုတွေ့လိုက်ရသည်။ကျုပ်သည်ဝန်းသာအာရဖြင့်သူ့ထံသို့ပြေးလာခဲ့သည်။နောင်တော်သေးတထကဒီနေရာဟာသူတော်စင်တပါးပါအတွက်စောက်ခဲ့တာမဟုတ်ဘူးညီတော်။အာဇာနည်တယောက်ယောက်သူရဲကောင်တယောက်ယောက်အတွက်ဂုံပြူတိစောက်ထားတဲ့နေရာ။ဒီကြောင်မြက်ရတနာတွေဟာနှစ်ပေါင်းများစွာကြာလာရောမယ်။အဲ့ဒီတုန်းကတည်းကဒီနေရာမှာရှိနေခဲ့တာထင်တယ်။ နာတော်သေးတဲ့ထားဤလက်ထဲတွင် အနီရောင် အစင်းရောင် အဖြူရောင်အပြရောင်ကြောင်းမြက်ရတနာများသည်နေရောင်ကြောင့်အရင်ယူစည်းကြမည်ကဲ့သို့တက်လက်လက်ဖြစ်နေကြသည်စားငင်ဤမပါသည့်မိုးရေထဲတွင် အနေကြခဲ့သည့်ပလဲလုံးများသာလျှင်မှိန်ဖြော့ဖြော့ဖြစ်နေကြ၏ဟောဒီနန်းတော်ရထဲမှာနောက်ထပ်ယတနာတွေဘလောက်များရှိလိမ့်အောင်မလဲညီတော်ဘယ်နဲ့လဲဒီယတနာတွေကိုဒီအတိုင်းပြစ်ထားခဲ့ရမလားတို့တွေကြားထိုးရအောင်ယူခဲ့ရမလား ယူခဲ့ရင်ကောင်းတာပေါ့နော်လို့ညီတော်တို့နှစ်ယောက်ဒီတော်တဲကိုရောက်ခဲ့တယ်ဆိုတာလဲအတိအမှတ်အမှတ်တရဖြစ်အောင်ပေါ့ကျုပ်တို့ဒီတွေးသမျှကြောက်မြရတနာများကိုတိမ်ကြုံယူကြသည်တောဆောင်နှင့်တောင်ဆောင်နှင့်တို့စိတ်ဆိုးမီဆို၍သူတို့အဖို့လဲအနှဲငယ်ချန်ထားခဲ့၏နန်းတော်ရာထဲတွင် နောက်ထပ်ကြပေးကြောက်စာအမှတ်အသားတို့ကိုရှားကြည့်သည်ဤတို့ရာတွင်ဘာမှမတွေ့ရတော့ပြီကျုပ်တို့ဝှစားမှာခြုံရွယ်တို့ညစ်သည်ဖြင့်စုပ်ပြက်နေကြသည် ဝမ်းပိုက်ကလည်းစာလောင်လာပြီ။ကျုပ်တို့သည်ကြောက်စာများကို တွေးရလို့တွေးရညာရင်းညီများကိုပုတ်တိုက်ကြည့်နေကြသည်။တို့ရတွင်ရင်းညီများ ဆင်းသွားသည့်အခါ၌မဲနက်နေသည့်ကြောက်တုံးများကိုသာတွေ့ရသည်။ရှင်ညိမအမြင့်များသည်ကြောက်သားထဲတွင်နှက်ဆိုင်စွာ အမြင့်တွယ်လျက်ရှိနေပြီးလူတို့ရေးထွင်းခဲ့သည့်ကြောက်စာများကို တိုက်စားဖြစ်စီခဲ့လေပြီ။လိပ်ပြာတော်မှန်သည့ ဟင်းမွန်တာတောင်းတန်းကြည့်တဲ့အခိုင်ခန့်သည်ဟုနောင်နောင်ပြောခဲ့စဉ်ကကျုပ်သည်တန်တရားရှိခဲ့၏တို့ရတွင်ရေညှိကလေးတို့သည် အရှိကြအောင်လူတို့ရေးထွင်းခဲ့သည့်ကြောက်စာများကိုဖြည့်ဆည်းပစ်ခဲ့ပြီးရေညှိကမဖြည့်ဆည်းနိုင်ခဲ့သဖြင့်ကျဉ်ကျဉ်ခဲ့သည့်အရာတို့ကိုလည်းရေကတိုက်စားဖြည့်ဆည်းပစ်ခဲ့ကြောင်းကိုကျုပ်တွေ့လာခဲ့ရသည်တခါကမှလှပသည့်ကြောက်စာများသည်ထိုကြောက်တုံးများပေါ်တွင် အရာထင်ကျန်ခဲ့ပေလိမ့်မည် ယခုမှထိုကြောက်စာများကိုမတွေ့ရတော့ပုံသဏ္ဍာန်ပြက်လျက်ရှိနေသောကြောက်တုံးကြီးများသာလျှင်ကြံ့ရခဲ့တော်သည် ထိုနေရာတဝိုက်တွင် စင်ချေးပုံများတော်ရိတ်ဆန်ရိုင်းများမရှိသည့်အတွက်တာယာသည့်နေရာကလေးဖြစ်၏လေသည် ချိုအေးမွှေးလျက်ရှိ၏လေတို့သည်ဖြင့်တည့်ရွယ်များလှုပ်နေသည်ပိုးဝှဆုံမြည်သင်ခဲ့သောတိုးတိတ်ညင်သာလာ၏ ကျွန်းတို့ဤကောင်းထက်တွင် တော်ပန်းတောင်ပန်းတို့သည်ပန်းဆိုင်ဆွဲထားတကဲ့သို့တွဲလဲကြနေသည် နောင်တော်သိတဲ့ထမှာမြူရိုးပြက်ကိုရှာမတွေ့နိုင်သဖြင့်စိတ်ပြက်လက်ပြက်ရှိနေပြီနန်းတော်ကြီးမှမင်းမှုထမ်းများအလုတ်သမားများအခေါ်ရှာခိုင်းမည်ဟုပြောသည်တို့ရရင်ကြုတ်သည်အမလျှော့သေးပဲမြူရိုးပြက်ကြီးများကိုနောက်တစ်ကြိမ်ပတ်ရှာပြန်သည်ကံအားလျော်စွာပင်မြူရိုးပြက်ကြီးကိုတွေ့ရသဖြင့်လှေကားအတိုင်းတက်လာခဲ့ကြသည် မိုးရွာထသဖြင့်မြေယိုးတတိုင်းများမှာခြုံလယ်ပိတ်ပေါင်းများဖုံးလွှမ်းလျက်ရှိနေသည်တိခွပန်းများအမျိုးအမည်မသိသော တောပန်းများသည်ဝီးနေအောင်ပွင့်ကြ၏တို့တို့သည်ဒီဝရက်ကိုရှာကြတော့လဲသူ့ရဲ့ရောင်ကိုတော့မှမမြင်ကြရကြောက်ဆောင်တနေရာတွင်ပိုးလေစည်းနေနေတကူကိုတွေ့လိုက်ရသည်ထို့ကြောင့်ဒီဝရက်သည်တို့တို့ကိုစောင့်ဆိုင်သွားကြောင်းကြုံသိလိုက်သည် ညီတော်တို့ရောက်တယ်ဆိုတာတက်တည်ပြတဲ့အနေနဲ့ဒီဘဝနီနီလေးကိုယူသွားကြရင်မကောင်းမေဘူးလားဟုကျုပ်ကမေးသည် နောင်တော်သိတတ်ထသည် လက်တွင်ကင်ထသည့်ကြောင်းမဲ့ရတနာများကိုပဝါဖြင့်ထုတ်၏ထိုစဉ်ထိုးဆန်းသည့်အချင်းရာတစ်ခုပေါ်ပေါက်လာလေသည်ထိုးဆန်းသည် ဟုပြောရခြင်းမှာကျုပ်တက်တက်တွင်ထိုးအဖြစ်မျိုးကိုတခါမှ မတွေ့ဘူးသောကြောင့်ဖြစ်သည်ထိုးကွက်လက်ကလေးတို့တို့တို့ရောက်လာသည်မှာဘာမှမကြသည် ပြီးစနာအနှဲငယ်များသာရှိ ਉ မည်။ကြောင်းမြေယရနာများသည်ပဝါနီနီလေးထဲတွင်တက်ပြက်ပြက်တောက်ပါနေသည်။ထိုပဝါနီနီလေးမှာကကြည်တဲ့တူဤပဝါလေးပင်ဖြစ်ပေလိမ့်မည်။ဒေဝရက်လာရင် ကောင်းမှာပဲညီတော်။ဒေဝရဟာသူကရီအတိုင်းလာမလာပါတော့မလားမသိဘူး။ဘာဖြစ်လို့များ တို့ကိုဒီနေရာကိုချိန်တယ်လဲမဆိုနိုင်ဘူး။နောင်တော်သိတဲ့ထားကခက်တူတူပြောသည်။ထို့နောက်ကြောင်းမြရတနာအကြောင်းကိုပြောဆိုကြသည် ထို့စဉ်ရေသံတဲ့တဲ့ကိုပိသစွာကြားလိုက်ရသည်မိသူသောရေသံမျိုးဖြစ်သည်ကိုမူကျုပ်ရှင်းမပြတတ်တို့ရာတွင်ရေသံသည်လှောင်ပြောင်သည့်ရေသံမကောင်းကြံသည့်ရေသံဖြစ်ကြောင်းကိုကျုပ်သိလိုက်၏တောအုပ်တစ်ခုလုံးမှကြောင်းမတ်စပွဲကောင်းနေပြီး အမောင်ရိမ်များသည်တဖြည်းဖြည်းလွှမ်းခြုံစွာပြူလာ၏ထို့ရေသံသည်အရက်တမျက်နှာထဲမှမဟုတ်ဘဲအရက်ရှိမျက်နှာတိုင်းမှပေါ်ထွက်လာခြင်းဖြစ်၏ ဒီဝရထင်းနဲ့နောင်တော့အောက်ခေါ်လိုက်ရင်မကောင်းဘူးလားဂျေသန်သည်တဖြည်းဖြည်းဂျေလောင်းလာခဲ့ပြီးလေသည်တိတ်လျက်ရှိ၏တောအုပ်တစ်ခုလုံးသည်ဂျေသန်ဖြင့်ဖုံးလျက်ရှိ၏ဂျေသန်မှအပအချာဘာသန်မြမကြရာဘယ်သူလဲနောင်တော်ဒီဝရလားနောင်တော်တိတ်တထကမေးသည် နောင်တော်၏အသံသည် အနှဲငယ်အကွဲနေသည်ကိုကြုတ်တရေပြုမိ၏နှစ်ဖူးပြင်နေ ချွေသည်စွနေသည်ကိုလည်းကြုံမြင်လိုက်ရသည်သူတို့တွေဟာတို့ကိုတေချောင်းကြံကြင်ရင်ဒီနေရာမှာကြံမာပဲညီတော့တို့ကိုတေချောင်းကြံပြီးကံထဲမှာပြစ်ချထားခဲ့မယ်ပြီးတော့ညာကြီးမင်းကြီးမှာလမ်းမပြီးကံထဲလိမ့်ကြတယ်လို့ပြောမယ်ဒံယာမောင်ပေါအောင်ပြစ်တဲ့မြားတွေရှိတယ်မဟုတ်လားညီတော့နောင်တော်သေးတဲ့ထာဤအတန်သည်ပို၍တိုးသွား၏ထိုစဉ်ဒီဝရက်ဤရေသံမှာပို၍ကျဲလောင်သည်ထက်ကျဲလောင်လာခဲ့လေသည်သူတို့တွေ ေချောင်းကြံကောင်းကြံနိုင်သည်ဟုနောင်တော်သိတ္တထပြောခဲ့ရာ သူတို့ဆိုသည်မှာမိသူတွေနီးဟုတ်ပြီဒီရက်တည်းခီးသွားလျင်ဘာရဏသီမခေါ်လာသည့်သူနောက်လိုက်နောက်ပါလက်နက်ကင်တို့ကို အမြဲတမ်းပါကြသည်မဟုတ်လောခြေတန်သည်ရုတ်တရက်တိတ်သွားသည်ကျိုးတို့နှစ်ဦးသည်ညားများ၏ရန်ကိုရှောင်သည့်အနေဖြင့်မြေကြီးတွင်ဝှို့၍ကိုကိုကြုံထားလိုက်ကြသည်ခြုံရတွင် အသားမဲမဲဖြင့်ကိုအထက်ပိုင်းပလာဖြစ်နေသော သူ့နောက်လိုက်နောက်ပါလေချမ်းမြောင်းနေသည်ဟု ကျုပ်၏စိတ်တွင်ထင်မိသည်ကျုပ်တို့နှစ်ဦးဟိုကျောင်းပြတ်ထဲမှထွက်လာစဉ်ကတည်းကပင်ဒေဝရနှင့်သူ့လူများသည်ကျုပ်တို့နောက်မှ နောက်ရောက်ခံ၍လိုက်လာခဲ့လေသလောရေသံတိတ်နေသဖြင့်ကံပေါက်မှစီးစင်းနေသည့်ရေကြသံနှင့်တင်းရွက်သံတို့တစ်ဖက်ဖက်မိသံတို့ကိုသာကြားနေရသည်သူ့နောက်ကိုရောက်လာကြတော့မယ်ထင်နေသူတို့ခြေသံတွေကိုကြားမိတယ်လို့လို့ပဲဟု နောင်တော်သိတဲ့ထားကပြော၏ ဘာသာလဲနောင်တော့တော်ဒရိစံတွေရဲ့ချောင်းမြောင်ပြီးလာတဲ့အတန်မျိုးပဲကျုပ်ဒီကောင်းငင်ကိုမော့ကြည့်လိုက်သည်ကောင်းငင်တွင် အနီရောင်သည်တဖြည်းဖြည်းမင်းမိန်စာပြူကအမှောင်သည်တဖြည်းဖြည်းနှဆိုင်လာခဲ့လေပြီရှင်နေညတွင်လည်းယမန်နေညကကဲ့သို့ပင်မိုးသက်မုန်တိုင်းကြမည်လို့မဆိုနိုင်ကျုပ်တို့နှစ်ဦးသည်ကိုကိုကုန်းကနှွေပင်နေခြုံနေကြမှတွေ့ဝေ၍ပြေးလာခဲ့ကြသည်တို့ရတွင် အနှဲငယ်ပြေးမိုံများရှိသည် ျို့တို့သည်ရေသံကြီးကိုကြားလိုက်ရပြန်သည်ခြေလန်းတုံသွားကြသည်ထို့နောက်ကျို့တို့မမျော်လင့်သောတဏှာစီမှတော်ရိစံတို့တကဲ့သို့ချိုချိုချွတ်ချွတ်မြည်သောအတန်များကို ကြားလိုက်ရသည် ကျို့တို့ကိုကြားနှင့်လိုက်လံတက်လီမြည်လောဟု တွေးမိလိုက်သဖြင့်ကျို့သည် အမဲဆောင်ထားသည့်ခါကြမှ ကောလီယတံမြောင်ကို ဆွဲထုတ်လိုက်သည် ျုပ်တမြောင်မှာအသွားငါလက်မခံရှိပြီးအကွေးတွင်ရွှေကိုထား၏ဒါသားမှာတမဏီသွားဖြစ်သည့်အတွက် ပြောင်လက်ပြလက်လျက်ရှိနေသည်ထို့နောက်ကျွတ်တို့စီမှတဟုန်ထိုးပြေးလာတဲ့ကိုကြားလိုက်ရပြီလျင်စိမ့်မောင်သောခြုံကြမှတိုးထွက်လာသောနှင်းဖြူကျက်သိကြီးကိုမြင်လိုက်ရသည်။နွယ်ပင်များအကြမှ ထိုကျက်သိဖြူဖြူကြီးထိုးထွက်လာသည့်အခါရေတံကြီးမှနားကွဲမတက်ဆူညံလျက်ရှိပြီးတတော်လုံးဖုံးအုပ်သွားခဲ့လေပြီ။ ကျုပ်သည်ဓမြကိုတင်းကျပ်နေအောင်ထုတ်ကန်၍အသိင့်ပြင်ထားသောအနေအထားဖြင့်ရက်နေသည် ကျုပ်တို့ရက်နေသည့်မြူရိုးပြက်နေနေနှင့်နေပင်ကြီးများမှဂိုင်း20လောက်သာဝေးပေလိမ့်မည်ဝါထိန်သောမျက်လုံးကြီးများ ဖြူဖွေးသောအဆွဲကြီးများနှင့်နေရဲသောရှာကြီးကိုမြင်နေရသည်ကျုပ်သည်ကြောက်ကြောက်နှင့်မျက်လုံးကိုစုံမိတ်လိုက်ရသည်မျက်လုံးကိုဖွင့်ကြည့်လိုက်သည်နှင့်နောင်တော်တိတ်တထသည်မြေကြီးပေါ်တွင်လဲလျက်ရှိကား ကြာပြူကြီးသည် သူ့ကိုယ်ပေါ်တို့ရောက်နေသည်ကိုမြင်လိုက်ရသည်ကျုပ်သည်နုညံ့သောစက်သိမ်းမွှေးများနှင့်ပုတ်ဟောင်းသောအနံ့ကြီးကိုထိတွေ့ခံစားလိုက်ရသည်ရေတံကြီးမှလည်းနောက်တစ်ကြိမ်ပေါ်လာပြန်သည်တို့ရတွင်ထူးဆန်းသည်မှာနောင်တော်သိတတ်ထသည် ထိုစက်သိမ်းဖြူကြီးကိုတစုံတရာခုခံခြင်းမရှိဘဲညီကြီးပေါ်တွင်ညင်သက်စွာလဲလျောင်းနေခြင်းပင်ဖြစ်သည်လမ်းမောင်းမှစက်သိမ်းကြိုက်ထားသည်ဖြင့်သွေးတို့ဖြင့်ယိုစီးလျက်ရှိနေ၏ ကျသိဖြူကြည်သည်သူ့ကိုနမ်း၍အနံ့ခံလျက်ရှိသည် ကျုပ်သည်နောင်နောင်သိတဲ့ထားလောက်တတ္တိကောင်းသူမဟုတ်တို့ရရင် ကျုပ်သည်လည်းခတ္တရသေးပါသူတူမဟုတ်လောကျုပ်သည်နောင်နောင်သိတဲ့ထား၏လက်မောင်းမှတွေးလို့ယူစည်းနေသည်ကိုမြင်ရသည့်အတွက်ကြောင့်တကြောင်ကျသိဖြူကြည်၏အနံ့ကိုမခံနိုင်တော့သည့်အတွက်ကြောင့်တကြောင်တီးမခံနိုင်တော့ပဲတရဝကြီးကိုခွန်အုပ်ကဓာဖြင့်ထိုးဆိုင်ချလိုက်သည် ကျုပ်သည်ကျက်သည်ဤလယ်မျိုးကိုဓာဖြင့်အချက်ဖောင်းများစွာ ထိုးချလိုက်၏ဖြူဖွေးသောအမွေးသည် နီရဲသော သွေးတို့ဖြင့်ချင်းချင်းနီလျက်ရှိနေ၏နောင်တော်သိတတ်ထသည်ညီးတွားကဘေးသို့လှိန်ချလိုက်သည်ကျုပ်သည်ကြားဖြူဤနှလုံးကိုတဲ့တဲ့ဆိုင်ရန်ကြိုးစားတော်လဲအခွင့်မသာပဲဖြစ်နေသည်သို့ဖြင့်ကျုပ်သည်ကျက်သည်ဖြူကြီးကိုအချက်ပေါင်းများစွာထိုးဆိုင်လျက်ရှိရာ နောက်ဆုံးတွင်ကြတိဖြူကြီးသည်တစ်ချက်မြအိုဟိ၍လဲကြသွားသည်ထိုစဉ်နောင်တော်သိတ္တထသည်လဲနေရာမှထပြေးလာကာကျုပ်လက်ထဲမှဓမြကိုယူပြီးအဝေးသို့လွှင့်ပြလိုက်၏ဒီဝရရဲ့လက်ချက်ပဲထင်နေနောင်တော်ဟုတ်ချင်လဲဟုတ်မှပေါ်ညီတော့သူ့ကိုမတက်ပါနဲ့တော်တော်ချစ်စရာကောင်းတဲ့တရဝါကြီးတကောင်ပါနောင်တော်သိတ္တထသည်သွေးတို့ပြင်စွန့်ပေးလျက်ရှိသော ကျသိဖြူကြီးကိုငုံကြည့်ပြီးနောက်ထိုင်လိုက်ကကျသိဖြူကြီးဤနှုတ်ခမ်းနှင့်ကြောပြင်တို့ကိုအသာအရာပုတ်ပေးနေသည် ထို့နောက်အနားတွင်ရှိသည့်ဗဒိုင်းရက်များကိုခုကဒံရာကို အုံပေးနေသည်နောက်တခါဆိုရင်တို့ကိုရံပြူတော့မှမဟုတ်ပါဘူးညီတော်သူတို့နှစ်ဦးစလုံးမှာအသက်ကိုမျှမရှူနိုင်အောင်မောပန်းနှွမ်းနေကြသည် အမောင်မှလည်း ပူ၍နှဆိုင်လာခဲ့ပြီအမောင်ထဲတွင်နောင်တော်သိတတ်ထ၏ရွှေရောင်တောက်ပသော အသားရည်နှင့်ကြက်တဲ့ကြီး၏ကိုလုံးသာလျင်အထင်းသာပေါ်နေကြသည်တောအုပ်တွင်မှောင်သည်ဆိုလျင် ဖြည်းဖြည်းညင်းညင်းမှောင်သည်မဟုတ်ပြူကျလာသလိုရုတ်တရက်ချက်ချင်းမှောင်လာသည်တပေါင်းလားလေမြသာရှိသေးသည့်အတွက်မိုးကမရွာသည် လေထဲတွင်နွယ်ပင်ကြီးများသည်နွယ်ချင်းရိုက်နေသည်ယခုအချိန်တွင်ရေသံကြီးမှပျောက်ကွယ်သွားခဲ့လေပြီ။ ကောင်းမော်တွင်မြားတရံပြင်းသန်းသွားသောဟင်းသာဦးကြီးများကိုမြင်နေရသည်ကျုပ်သည်ရွှေနှင်းတော်ကြီးတဲကကြာခံကို အမှတ်ရလာက အိမ်သို့ပြင်ကျင်လာသည် နောင်တော်သိဒ္ဓထမှာတသိဖြူကြီးကိုလက်ဖြင့်ပူပေးနေစေဖြစ်သည်တံရများမှာကြက်သွားပြီဟုထင်ရသည်နန္ဒောသိဒ္ဓထသည်လေပင်တွင်ရသည့်တံရများကိုတိရွတ်များအုံကကြက်စီးပေး၏ နှုတ်သီးတစ်လျှောက်အတိုင်းဖြင်းညင်းစွာ ပုတ်သက်ပြီးကနောက်တွင်လက်ပြန်ယူချားရှိချိုးသွားသော အရိုးတစ်ချောင်းနေရာကို ဖြည်းဖြည်းပုတ်သက်ပေးနေ၏တခါတရံတွင်လည်းလက်သေးများကိုပုတ်သက်ပြီးကရှင်းနာစွာစကားပြောလျက်ရှိ၏အပေးနာဆင်ခဲ့ကြသူတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အပေးကြပါအောင်နော်အလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်